မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ် alike မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့နဝမာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ခရီးသွားဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်ဒီခရီးသွားဆောင်းပါးလေးကတော့ ဆရာကြီးဇော်ဒီယာရေးသားခဲ့တဲ့ပုဂံမျိုးဟောင်းနဲ့ကျွန်တော်ဆိုတဲ့ခရီးသွားဆောင်းပါးလေးဖြစ်ပါလိမ့်ရှင်။ပုဂံမျိုးဟောင်းတွင်ជីညိုစရာ၊ជីနူးစရာများပါပေသည်။ជីညိုစရာဆိုသည်မှာတပ်ပင်လှသောရှေဟောင်းဖျားဇေဒီများဖြစ်၍ជីနူးစရာဆိုသည်မှာနိုင်ငံသစ်တီးခဲ့သောရှေခေပုဂံသားတို့ ဖြစ်သည်ជីညိုစရာကိုဖူး၍ជីနူးစရာကိုတွေးရသည်မှာဖူး၍တွေး၍မကုံနိုင်ကုံနိုင်မှာတော့မည်လားဟုကျွန်တော်အောက်မေ့မိသည်ပကံမျိုးဟောင်းတို့ကျွန်တော်တို့တလောကရောက်ခဲ့ကြသည်ရောက်ခဲ့တော့ရာသည်သည်တဲ့င်းကျုပ်အကုံတဆောင်မုံအကူစောင်းဦးရာသည်ဖြစ်သည်ပကံမျိုးဟောင်းတို့ကျွန်တော်နောက်တစ်ခေါက်အလဲလာရင်ထိုရာသည်မျိုးတွင်လာခြင်းသည် ထိုရာသီသည်ပကံကောင်းငင်၌တိန်တော်တိန်လိတ်တို့မြူးကျင်၌မြူးနေသောရာသီဖြစ်လေသည်ထိုရာသီတွင် တိန်တော်တိန်လိတ်တို့သည်တခါတရံရွှေစည်းကုံကိုဥတိုက်နေတတ်ကြသည် တခါတရံအာနန္ဒာဤခြေရာသီအနီးတွင်လဲလျောင်းနေတတ်ကြသည်တခါတရံတက်ပြင်းညွတ်ဤအထွတ်တွင် တွဲလွဲခိုနေတတ်ကြသည်တခါတရံဓမယံကြီးဤနောက်တွင် တပိတပိုင်းပေါ်နေတတ်သည် ထိုအခါပကံမြူဟောင်းသည်ပကြီးပိမှန်နှင့်ပင် တူတူလီတော့သည်ကျွန်တော်တို့ပကံမြူဟောင်းတို့ရောက်ပုံသည်မန္တလေးမြို့မှတဆင့်အေယာဝတီမြေကျောင်းမှစုံ၍ရောက်ချင်းဖြစ်သည်ပကံမျိုးဟောင်းတို့နောက်တစ်ခါအလဲလာလျင်ထိုရောက်ပုံအတိုင်းပင် ရောက်ချင်သည်မန်းလေးမှစုံလာလျင် ကံမျိုးဟောင်းတို့ရောက်ကာနီး၌မြင့်ညာခလလမနေ၍ပကံမျိုးဟောင်းတို့ပက်ပင်းမှမြင်ရမည်ဟုထင်မိသည်တို့ရတွင်ညောင်ဦးနတ်သမီးကမ်းမဖိုးပွေးကိုသာ မြင်ရသည်ညောင်ဦးမျိုး၌တင်းမော့ကဲ့၍ကျွန်တော်တို့သည်မြို့သို့တက်၍ထို့နောက်မြို့ကိုဖြတ်၍ထို့နောက်မြို့စုံသို့ရောက်သောအခါမှမှ ပကံမျိုးဟောင်းကိုပက်ပင်းပါမြင်ရသည် ပက်ပင်းပါမြင်ရသောအရာကိုပက်ပင်းပါမမြင်ရဘဲတကွေ့ကြော်ပြီးမှသာမြင်ရသောတကွေ့ကြော်ဘွားကနေမြင်အရတာမျိုးကို ခံစားလိုက်ရသည်တဖန်ပကံမျိုးဟောင်းကိုမမြင်ရခင်ညောင်ဦးနတ်သမီးကမ်းမဖိုးပွေကိုကြိုတင်မြင်ရခြင်းကို ကျွန်တော်သဘောကျသည် ကမ်းမသည်စောက်သည်အောက်တွင်အေယာရီရှိ၍အထက်တွင် အချွန်သုံးခုရှိသည်ပကံခိပယံပြန်တို့သည်ဖျားစေတီတီသောအခါဖျားပန်းတင်ကုန်တွင်စိန်တောင်ထက်လျရှိသည်စိန်တောင်ဆိုသည်မှာ ပန်းတင်ကုန်ကိုလှစေသည်ညောင်းနတ်သမီးကမ်းမရှိအချွန်သုံးခုသည် ပကံမျိုးဟောင်း၏စိန်တောင်ဖြစ်ထိုင်သည် ကံမျိုးဟောင်းတို့သွားသူများသည်အနီးဆုံးရွှေစည်းကုံနှင့်အာနန္ဒာတို့သို့ ရောက်တတ်ကြသည်ဟုပြောကြသည် ကျွန်တော်တို့သည် ထိုဖျားနှစုတို့မရောက်နှင်မဖြစ်နိုင် ရောက်ကြမည်သာရွှေစည်းကုံစေတီတော်ကိုမြည်သည့်မုတ်ဖက်ကဝင်၍ဖူးလျင်ကောင်းမည်နီးဟုကျွန်တော်ချိန်ကြည့်သည် ညောင်မြို့တွင်ရှိ အရှိမုတ်ဖက်မှဝင်ရလျင်ကောင်းပြီလောညောင်မြို့ပြင်ရှိပကံမြို့သွားလန်းနဘာတောင်မုတ်ဖက်မှဝင်ရလျင်ကောင်းပြီလောကျွန်တော်ဒီတောင်တောင်မုတ်ဖက်မှသာဝင်ခြင်းသည်တောင်မုတ်ဖက်မှဝင်လျင်မုံဦးချင်းတဲ့ယုံနှစ်ခုကို ရှင်းရှင်းမြင်ရမည်ဇေဒီဤပုံတော်ကိုရှင်းရှင်းဖူးရမည်မုံဦးချင်းတဲ့ယုံနှစ်ခုသည် ပြည့်ဖြိုးသည်ဟု ထင်ရသည် ခွန်အားကြီးသည်ဟု ထင်ရသည်ဇေဒီဤပုံတော်သည်ကြန့်ခိုင်သည်ဟုထင်ရသည် ထက်မြက်သည်ဟုထင်ရသည် ကျွန်တော်မှာ တက်ကြွအားရခြင်းဖြစ်မိသည်မြမာတို့ဒီလေးရှိသောဇေဒီတွင် အများအားဖြင့်အခြေ၌ပန်းတင်ကုန်ထဲ့သည် ထို့နောက်ခေါလောင်းပုံတိုဒီမဟုတ်တပိတ်မောက်ပုံထဲ့သည် ထို့နောက်ခေါင်းလောင်းဖောင်းရစ်ထဲ့သည် ထို့နောက်ကြာမောက်ရွဲကြာလန်တို့ထဲ့သည် ထို့နောက်ချက်ရသည်သို့မဟုတ်ငပြောဘူးထဲ့သည် ထို့နောက်ထီးငှက်မျက်နှာစိန်ဘူးတို့ထဲ့သည်ထို့အရာတို့သည်ဇေဒီတိုင်းရှိမြမာပိတုကအင်္ဂါများဖြစ်သည် ထိုအင်္ဂါများကို အချိုးကျထည့်၍ဇေဒီတီနိုင်လျင်ဇေဒီတိုင်းတက်ပေရမည်ဖြစ်သည် ရွှေစည်းကုံစေရီတော်သည်တပ်ပင်လှသည်ကျွန်တော်သည်ရွှေစည်းကုံကိုကြည်ညိုနေရာမှရွှေစည်းကုံတပ်ပယ်ပုံကိုစင်ကျင်နေမိသည်ရွှေစည်းကုံဤတပ်ပယ်ပုံသည်ရွှေတကုံဤတပ်ပယ်ပုံနှင့်မတူပါတကားရှင်ကြည့်လေလေမတူလေလေပါတကားဤတော့လျင်ကျွန်တော်တွေးမိလာသည် ရွှေတကုံဤပုံတော်သည် ပြည့်ပြစ်သည်နှွယ်နှောင်းသည်စိတ်ချမ်းမြေ့ပွေဖြစ်သည်ရွှေတကုံကိုမုံးမှန်တီးဆောက်သောခေတ်သည်အကျေအရက်တွင်စစ်မဲ့မရှိသောခေတ်ဖြစ်သည် တိုင်းသူပြည်သားတို့စေအလေအနေကြရသောခစ်ဖြစ်သည် ယခုခေညံတော်နိဗ္ဗာန်အထိဥဆောင်၍မွန်းမံတိဆောက်ကြသောသူတို့သည်ဟန်တော်ရီမင်းပညာကျမ်းနှင့်ဟန်တော်ရီထင်းနှင်းကိုစွန့်ပြီးနောက် ဟန္တာဝရီနေပြည်မှဒကုံကျေးသို့ကြွလာ၍တရားပါဝနာနှင့်ငြိမ်းချမ်းစွာ နေလိုသောဘုရင်မကြီးရှင်သောပုဖြစ်ကြသည်ရှေးဒကုံစေတီတော်ကို ထိုတိုသောခေတ်တွင် ထိုတိုသောမင်းတို့ကမွန်းမံပြုပြင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်ရှေးဒကုံ၏ပုံတော်ပြည်ပြင်းနှွေနှောင်းခြင်းစိတ်ချမ်းမြေ့ပွေဖြစ်ခြင်းတို့သည်ထိုခေတ် ထိုခိဤသဘောတဘာဝကို၎င်းထိုတိုင်းသူပြည်သားတို့ဤသဘောကို၎င်းထိုမင်းဤသဘောကို၎င်းမလွန်ဆန်နိုင်သောပယံပြန်တို့ဤလက်ရာကြောင့်ဟုဆိုနိုင်သည်စင်စင်ရွှေတကုံသည်ဘိသူကပညာတွင် အရင်အမှုသဘောဖြင့်တပ်ပယ်၍ရွှေစည်းကုံသည် အခန့်အတန့်သဘောဖြင့်တပ်ပယ်သည်ဟု မဆိုကောင်းဆိုကောင်းဆိုလိုက်ခြင်းပါတော့သည် ရွှေစည်းကုံကိုရှင်အရဟံနှင့်အနောယထာမင်းကြီးတို့ဥဆောင်၍ပကံသားတို့ကဝိုင်းတီးကြသည်ထို့နောက်ကျန်စစ်သားမင်းကြီးကကျန်စစ်သားမင်းကဆက်တီးသည်တော်မင်းနှစ်ပါးလက်ထက်မှဆ၍နိုင်ငံတော်ဤနယ်နမိတ်သည်ပကံဒေတာမှယခုခေတ်ပြည်တော်စုဒေတာနိဗ္ဗာအထိကျယ်ဝန်းလာ၏ ဗုဒ္ဓသာသနာတော်သည် ပထမအကြိမ်တနင်္ဂနွေလုံးဤမြန်နိုးစုံမဲ့ခြင်းကိုအညီအညွတ်ခံယူမှုရရှိလာသည် တိုင်းသူပြည်သားတို့ဤနိုင်ငံရေးသာသနာရေးစိတ်တက်တကြွနေသူများဖြစ်သည်မင်းနှစ်ပါးသည် ပြိုနုပြိုထက်မြက်သူများဖြစ်၍နိုင်ငံတွင်ကိုနှုတ်နှလုံးတပြေးတပြေးညီညာအောင်ဆောင်ရွက်နေသူများဖြစ်သည်ထို့ကြောင့်မုတ်ဦးချင်းသက်ရုပ်ပြဖြိုးခြင်း ခွန်အားကြီးခြင်းတို့သည် ထိုခိဤသဘောကို၎င်းတောတိုင်းသူပြည်သားတို့ဤသဘောကို၎င်းထိုမင်းနှစ်ပါးတို့ဤသဘောကို၎င်းမလွန်ဆန်နိုင်သောပယံပြန်တို့ဤလက်ရာကြောင့်ဟု ဆိုနိုင်သည်ရှေစည်းကုံစီရီပုံတော်ကြန့်ခိုင်ခြင်းထက်မြက်ခြင်းတက်ကြွအားရပွဲဖြစ်ခြင်းတို့သည်လည်းထိုသို့သောပယံပြန်တို့ဤလက်ရာကြောင့်ဟု ဆိုနိုင်သည် ရွှေစည်းကုံတွင်ထိုတို့ဖူး၍ထိုတို့ တွေးနေရသည်မှာကောင်းလာပါ၏တို့ရရင်နေနေနေသွားမည်ကျန်စင်မင်းကြီးတည်တော်မူသောအာနန္ဒာဖရာတို့တောလိုက်ခြင်းသေးသည်ကျန်စင်မင်းကြီးလက်ထက်တွင်ငရငရမန်သူပုံကို အောင်မြင်ပြီးသည်မှစ၍နိုင်ငံရေး၌လည်းရံပြေရံပြေကုန်ကြပြီတိုင်းပြည်သည်ငြိမ်းချမ်းရေးမှတည်တံ့ခိုင်မြဲရေးသို့ချီတက်နေပြီ တန်စင်မင်းကြီးဆိုဒီမှာလဲတတ္တိပြတ္တိရှိသူဖြစ်တော်လဲနိုင်ငံငြိမ်းချမ်းမှုကိုလိုလားသူဖြစ်သည် နိုင်ငံကိုမျှတစွာအုပ်ချုပ်လိုသူဖြစ်သည် အတင့်အတဲအဖွဲအရာကိုကြိုက်သူဖြစ်သည်အာနန္ဒာရင်ထိုခေထိုခေသဘောထိုမင်းဤသဘောတို့ကိုကောက်ယူနိုင်လေသည် ရွှေစည်းကုံကို AR မြေကမ်းမ၌တည်ထားသည်ရွှေစည်းကုံကိုအညာအကျေအဝေးအလံအရက်မှဖူးမြင်နိုင်သည်ရွှေစည်းကုံ ခြေတော်ရင်အရက်လေးမျက်နှာ၌ခြင်သက်ရုပ်နှစ်ရုပ်စီအဆောင်ထားသည်ရွှေစည်းကုံသည် နိုင်ငံ့အင်အားကို ပြထားသည်နှင့်ပင်တူသည်ရဲလျင်ထွက်ခဲ့ကြဟေဟုကြုံဝါနေသည်နှင့်တူလေသည်အာနန္ဒာကို ပကံမြို့အတွင်းမိုင်း၌တည်ထားသည် အာနန္ဒာကိုပကံမြို့သို့ချင်းကပ်လာသောအခါမှဖူးမြင်နိုင်သည်တတိုင်းရန်၍တတိုင်းလေးမျက်နှာတွင်တတိုင်းမုတ်ပြတ်သက်တဆောင်စီစောက်ထားသည် တတိုင်းအတွင်းတွင်ဖျားသောမဟုတ်တဆောင်မှဟူ၍ရှိသည်တဇောင်းမဤလေးမျက်နာတွင်အာယုံကံမုတ်ထွက်မန်းတက်လေးခုရှိသည်တဇောင်းမဤအထက်တွင ပြင်းစရာအစင်းစင်တင်၍ဇေဒီပေါက်ထားသည်အာနန္ဒာသည်နိုင်ငံတော်ငြိမ်းချမ်းတည်တတ်နေမှုမျှတမှု အတင့်အတဲအဖွဲအရာရှိမှုတို့ကိုခင်းကျင်းထားသည်နှင့်တူသည် จิตตาโรลาแห่กုံซาแห่กုံหุหมู่เนทีหนิปินตูเลทีอานันนาตะซ้องมาอตวินโตวินจาอูโซวินลีอะชิเปตตะดายมุ่งเป็ดตะมาตาจนโตวินโลทีตองเปเหมี่ยวเปอนาวเปตะดายมุ่งเป็ดตะตะคุกุมาวินลีจนออีวินจินทีရှေးပကံသားတို့ဤဝင်ချင်းနှင့် တူမီမထင်ရှေးခေပကံသားတို့ခံစားရမည်ဖြစ်သော ဖျားဖို့အရာတာမျိုးကို ခံစားရမည်မထင် တောင်ဘက်မြောက်ဘက်အနောက်ဘက်တို့တွင်တရိုင်းမုတ်ပြတ်တတ်နှင့်ဒဇောင်းမတို့၏အာယုံကံမုတ်ထွက်တို့အကြားရင်မြင်ကွက်လက်ဟု၍မရှိတော့ချေမျက်မှောက်ခိတိုက်ဆောင်တန်းနှက်လန်းများက ဝင်၍ကွယ်နေကြလေပြီအရှိဘက် တခုတည်းသာလင်ပကံခိမာကဲ့သို့ရင်မြင်ကွက်လက်ကြံနေသေးသည်ထို့ကြောင့်အရှိ အရှိဘက် တတိုင်းမုတ်ပြတ်တ်မှသာ ကျွန်တော်ဝင်လို့ခြင်းဖြစ်သည်အာနန္ဒာကိုတီစဉ်ကကျန်စစ်သားမင်းကြီးသည်အာနန္ဒာဖျားဘူးကိုတတိုင်းမုတ်ပြတ်တ်တစ်ခုခုတွင်တအောင်မြနားနေစေလိုဟန်တူသည် ထို့နောက်မှတစောင်းမှအထက်၌ပောက်ထားသောဇေဒီတော်ကိုမော်ဖူးစေလိုဟန်တူသည်ထို့ကြောင့်တတိုင်းမုတ်ပြတ်တ်ဤမျက်နာတူရှူ၌ ရင်မြင်ကွက်လက်ကိုခြံထားခဲ့ခြင်းဖြစ်လေသည်ဤသို့ဖြင့်ထိုဖျားဘူးသည်တစောင်းမဤအရှိပက်မျက်နာရှိအာယုန်ကံမုတ်ထွက်ဤအထုအထိတ်သို့ ရောက်နိုင်သည်သောမတန်စင်ဇေရီအထုအထိတ်သို့ရောက်နိုင်သည်တန်စစ်သားမင်းကြီးသည် အာနန္ဒာကိုတီစင်ကထိုတို့ပင် အလိုရှိတော်မူခဲ့ဟန်တူသည်ပကံခိပယံပြန်တို့ကလည်း မင်းကြီးအလိုရှိတော်မူခဲ့သည့်အတိုင်းပင်မိမိတို့၏ဉာဏ်စွမ်းလက်စွမ်းကို ပြခဲ့ဟန်တူသည်ထို့နောက်အာနန္ဒာဖျားဘူးသည်တတိုင်းမုံပြတ်သက်မှခွာ၍တစောင်းမှ အတွင်းသို့ဝင်ဖူးဝင်ဖူးရန်ရှိလေသည်တစောင်းမှအတွင်းတွင် အရှိအနောက်တောင်မြောက်လေးမျက်နှာ၌မရက်စင်းတူတော်တစုကိုတီထားလေသည်ဤတွင်လဲတန်စစ်သားမင်းကြီးသည် ထိုဖျားဘူးကို မယ့်စင်တုတော်စီတို့ ဖြောင်းဖြောင်းတန်တန်ရောက်စေ၍မယ့်စင်တုတော်ခြေရင်း၌မန်ကိုလျှော့ချစေလိုဟန်တူသည်ယန္တနာသုံးပါးသာလင်ကိုးကွယ်ရာမိခိုရာလဲလောလဲလျောင်းရာ ဖြစ်ပေသည် တကားဟူသောတတ္တာတရားကိုပွားများစေလိုဟန်တူသည်ထို့ကြောင့်အာယုန်ခံမုတ်ပြတ်တတ်ဤမျက်နှာချက်ကို အပြတ်မပြူဘဲဥကင်းတဲ့ဘွယ် ်ဝဲပဲ့ယာဘက်တို့ကိုနှိမ်လျှောပြုတ်ထားခြင်းဖြစ်သည် ထိုအခါမျက်နှာကျခေါင်းချောင်းသည် ပြတ်သားထင်ရှား၍မုံဝါမှအတွင်းဘက်သို့တန်းလျက်ဝင်သွားသည် ထိုမှတဆင့်ထိုခေါင်းချောင်းသည်မရက်စင်းတူတော်ဤမျက်နာတူရှူသို့ညွန်ပြနေပြီးတကဲ့သို့ဖြစ်လာသည် ထိုကောင်ကြောင်းသည်အာနန္ဒဖျားဖူးဤမျက်စီကိုချူရန်ဖြစ်သည် ခြုံမိလျင် ထိုမျက်စိကိုမက်ရက်စင်းတုတော်ဤမျက်နာတော်စီတို့ပို့ပေးမည်ဖြစ်သည်ဤတို့လျင် ထိုမျက်စိသည် မျက်နာတော်တို့စိုက်စိုက်မြိုင်းမြိုင်းရောက်နိုင်သည်ရောက်လျင်အသောဖြစ်မည်နီမျက်နာတော်တူရှူတွင် အလင်းပေါက်ဖောက်ထားပြီးသည် ဖြစ်ရာ ထိုဖျားဘူးသည် ဝန်းကျင်ဝိုးဝါတွင်မျက်နာတော်အဝင်းအလဲကို မြင်နိုင်သည် တဖန်မရက်စင်းတုတော်ကို38တောင်အမြင့်တည်ထားသည်ဖြစ်ရာ ထိုဖျားဘူးသည်ခြေတော်ရင်းတွင်ကိုတော်၏အကဲအမိုးကို မြင်နိုင်သည်ဤသို့ဖြင့်ထိုဖျားဘူးဤမန်လျှော့ခြင်းတရားခြင်းတို့ကို ဖြစ်စေသည် ်တန်ဆတမင်းကြီးသည်အာနန္ဒာကိုတီစဉ်ကထိုတို့ပင် အလိုရှိတော်မူဟန်တူသည်ပကံခိပယံခိတို့ကလည်းမင်းကြီးအလိုရှိတော်မူသည့်အတိုင်းပင်မိမိတို့၏ညံဆွမ်းလက်ဆွမ်းတို့ကို ပြခဲ့ဟန်တူလေသည်ကျွန်တော်သည်အာနန္ဒာအရှိမျက်နာတတိုင်းမုတ်ပြတ်သက်မှသာ ဝင်လိုသည့်အတိုင်းဝင်ခဲ့သည်ဖူးခဲ့သည်ရှေးပကံခိအာနန္ဒာဖျားဘူးတို့ကိုလည်း အောင်းမေတတိယခဲ့သည် ကျွန်တော်သည်အာနန္ဒာမတရပါမြို့ဟောင်းတကားသို့ ပြေးလိုက်ခြင်းသေးသည်ထိုမှဘူဖျားသို့ကူးလိုက်ခြင်းသေးသည် ထိုမှပိတကတ်တိုက်သို့ပြန်လာခြင်းသေးသည် ထိုမှရွှေကူကြီးတပ်ပြညုနတ်လောင်ကြောင့်ပထိုးသားများကန်တော့ပလင်တို့သို့ခုံလိုက်ခြင်းသေးသည် ထိုမှမင်္ဂလာစေတီမနုဟာဓမယံကြီးစူလာမဏီထီလိုမင်းလို့ ဥပါလိသိန်တို့ကိုလွှားလိုက်ခြင်းသေးသည် ထိုမှအပေယရနာငကယုံလောကနန္နာတို့ကို ပြန်လိုက်ခြင်းသေးသည်နန္ဒပညာတွင်ပကြီးကိုကြည်လိုက်ခြင်းသေးသည်နန်းဖျားတွင်ပန်းတနော့ကိုကြည်လိုက်ခြင်းသေးသည်ရွှေဖက်လိတ်ငွေဖက်လိတ်တွင်ဖုံမြေစင့်ကွင်းတို့ကိုကြည်လိုက်ခြင်းသေးသည် ်မြဇေဒီ၌ရာဇကုမာကြောက်စာကိုဖတ်လိုက်ခြင်းသေးသည်တစ်ခေါက်ထဲတွင်ကျွန်တော်လောဘကြီးလွန်းနေပြီပကံကိုသိကျင်လျင်တစ်ခေါက်နှင့်လည်းမပြီးနိုင်နှစ်ခေါက်နှင့်လည်းမပြီးနိုင်အခါကောက်အခါကနှစ်မှပြီးနိုင်မည်ကျွန်တော်တို့ဤဘိုးဘွားများသည်တခိတခါကသောနိုင်ငံ ထူထောင်ရေး၌အလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်သာသနာပွင့်လင်းရေးအလွန်စိတ်ထက်သန်ခဲ့ကြပါပေသည်နောင်လာနောင်သားတို့အကျိုးအတွက်အလွန်အလုတ်လုတ်ခဲ့ကြပေသည်ကြောက်မြေအုတ်မြေတို့ဖြင့်ပြီးသောအထူကြီးအထယ်ကြီးတို့ကိုကင်တက်ကြပါပေသည်ကျွန်တော်သည်ဤသို့မိတန်းလျက်သာတာထုခေါ်၍ပကံမျိုးဟောင်းမှခွာခဲ့သည် ကံမြို့ဟောင်းမှအပြန်တွင်ညောင်ဦးတို့ဖြတ်သွားရသည်ညောင်ဦးကို ဖြတ်သွားရသည့်အတူတူစပဒဇေဒီတို့ဝင်ပူးသွားကြလာပြန်သည် နောက်တစ်ခေါက်မှမှဖူးလျင်လဲဖြစ်ပါ၏တို့ရတွင်စပဒသည်ညောင်ဦးစေတောင်ဘက် မဝေးလာသော အရက်၌ရှိသည်ဖြစ်ရာသွား၍ဖူးနိုင်လင်ကောင်းပါသည် သဗ္ဗဒဇေဒီသည်သဗ္ဗဒမထေတိထာကိုကွယ်သောဇေဒီဖြစ်သည်သဗ္ဗဒမထေသည်ပသိဉ္စာတိဖြစ်သည်တိဟောတုတာမနေဘဝနှင့်ပါတော်သည်တိဟော၌တန်ဃာကံပြု၍ပဇင်းခံသည်တိဟော၌ဆေဝါခန့်စာတင်သည်ထို့နောက်ပသိဉ္စို့ပြန်လာသည် ထို့နောက်ပကံသို့တက်လာတရင်သုံးသည်စပဒမထေသည်ပိတကဆောင်းနိုင်သူဖြစ်သည် နောက်အခါပကံတွင် သာသနာကိုင်းသည့်ထောင်သည်ကိုင်းသည့်ထောင်လိုသည်ဖြင့်စပဒဇေဒီကိုတီကြီးဖြစ်သည် ထို့ကြောင့်သဗ္ဗတဇေတီဤပုံတော်သည်တီဟိုပုံဖြစ်လာသည်ဟုထင်မိလေသည်သဗ္ဗတဇေတီကိုကျွန်တော်ဖူးရသောအခါဖူးရင်းပင် ရှေးပကံခိတ်ကမြန်မာနိုင်ငံတို့ဤကိုနှုတ်နှလုံးအမှုရာတော့ကိုအံ့ဩမဆုံးဖြစ်ခဲ့ရသည်ပသိမ်ကျေးကနိုင်ငံသားတို့သည်နိုင်ငံနေပြည်တော်ပကံတွင်ကောင်းဆောင်တူဖြစ်လာနိုင်ပါသည်ပကံသာသနာအကြီးအာဒေသတွင်တီဟိုကိုင်းသစ်ကို ထောင်ရဲပါပေသည်သဗ္ဗတဇေတိကြည်လင်ပြတ်သားခြင်းသည်ထိုအကြောင်းများကြောင့်ဖြစ်တန်ရ၏ တဖန်ထို့တဲ့အံဝွယ်ကောင်းသည်ကနေပြည်တော်ပကံကနိုင်ငံသားများကလည်းပသိမ်ကျေးကနိုင်ငံသားတဦးဤကောင်းဆောင်မှုကိုလက်ခံတတ်ကြပါပေသည်။ဂိုင်းသည့်ထောင်မှုကိုကြည်သာတတ်ကြပါပေသည်။လှေကားနှင့် မုံနှင့်စပဒဇေတီတာ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 ရာရာရှိခြင်းသည် ထိုအကြောင်းများကြောင့်ဖြစ်တည်ရသည်။ ကျွန်တော်ဒီစပဒဇေဒီကိုဖူးမြော်ပြည်သည့်နောက်ရှေးပကံခေတ်ကမြန်မာနိုင်ငံသားတို့သည်နိုင်ငံသားစိတ်ဓာတ်မွေးတက်ကြပါပေသည်တကားပြူရဲသောတတ္တိရှိကြပါပေသည် တကားအကြည်အသာခွင့်ပေးတတ်သောစေရနာမြတ်ထားတတ်ကြပါပေသည် တကားဟုမြည်တမ်း၍ညာဦးမှ ခွာခဲ့ပါသည်ကဲဒါလေးရတော့ဆရာစောကြီး ရေးသားတဲ့ ပကံမျိုးဟောင်းနဲ့ကျွန်တော်ဆိုတဲ့ခရီးသွားဆောင်မလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါလိမ့်ရှင်။နဝမတန်းမြန်မာသာပါပါဝင်တဲ့ခရီးသွားဆောင်မစကပြေအမျိုးအစားဖြစ်တဲ့ပကံမျိုးဟောင်းနဲ့ကျွန်တော်ဖြစ်ပါလိမ့်ရှင်။ကျေးဇူးတင်ပါတယ်။